င်္ဂလာပါရှင်ကျွန်မကတော့ဒီဇူလိုင်မှာ DBB ရုပ်မြင့်တန်ကြားရဲ့နောက်ဆုံးရသတင်းတွေကိုတင်ဆက်ပေးပါရမယ် စစ်ကောင်စီကပြည့်ရက်ကျင်ညာထားပေမဲ့လည်းပြည်မဲ့ပြည်သူတွေကိုပြည်မဲ့ထားလေးချောင်းတိုက်ခိုက်မှုကြောင့်ဧပြီလ၁ရက်နေ့ကနေ30ရက်နေ့တွင်တလအတွင်းမှာအမျိုးသမီး82ဦးထိသေဆုံးခဲ့ရလို့မြမအမျိုးသမီးတမက BWU ကမေလ6ရက်နေ့မှာသတင်းထုတ်ပြန်ထားပါတယ်။ဧပြီလတွင်စစ်တပ်ရဲ့လေချောင်းကနေဘုံကျဲတိုက်ခိုက်တာကြောင့်သေဆုံးသူ59ဦး၊ကျေးရွာနယ်နေအိမ်တွေကိုပြည်မဲ့ထားလက်နက်ကြီးပစ်ခတ်တာကြောင့်သေဆုံးသူ9ဦးနဲ့စစ်တပ်ကတပ်ဖြတ်မှုကြောင့်သေဆုံးသူ9ဦးထိရှိခဲ့ပြီးအဲဒီထဲမှာ73ဦးဟာ16နှစ်အရွယ်ကလေးငယ်တွေပါတယ်လို့ဆိုပါတယ်။ ဒါပြင်အေဘလာတွင်ထိခိုက်ဒဏ်ရာရရှိသူတွေမှာစစ်တပ်ရဲ့လေကြောင်းတိုက်ခိုက်တာကြောင့်40ဦးလက်နက်ကြီးပစ်ခတ်မှုကြောင့်9ဦးမြေမြုပ်မိုင်းကြောင့်4ဦးနဲ့အာရခတပ်ဖွဲ့ဝင်မှမရင်းကျစ်မှုကြောင့်2ဦးလိုဖြစ်တယ်လို့ထုတ်ပြန်ကြမှာပါရှိပါတယ်။အေဘလာတွင်တည်ဆုံသွားသူမျိုးသမီးဟာစကိုင်းတိုင်းမှာ30ဦးနဲ့အများဆုံးဖြစ်ပြီးမန္တလေးတိုင်းမှာ14ဦးပဲခူးတိုင်းမှာ9ဦးလိုဖြစ်တယ်လို့ထုတ်ပြန်ကြရသိရပါတယ်ရှင်။ ရခိုင်ပြည်နယ်ကြောက်ဖြူမြို့နယ်မှာမေလ6ရက်နေ့ကစစ်ကောင်စီတပ်ရဲ့လက်နက်ကြီးနဲ့ပစ်ခတ်တာဒရုန်းတွေနဲ့ဘုံကျဲတိုက်ခိုက်တာတွေကြောင့်ကျေးရွာနှစ်ရွာကနေနေမီးလောင်ပျက်စီးခဲ့လို့ဒေသခံတွေကပြောပါတယ်။ကြောက်ဖြူမြို့နယ်အချွန်းရွာကိုရေတပ်ကနေလက်နက်ကြီးပစ်ခတ်တာကြောင့်မီးလောင်ခဲ့တယ်လို့တပြုတ်ကျေးရွာကိုဒရုန်းနဲ့တိုက်ခိုက်ခဲ့တဲ့အတွက်အဲ့ဒီကျေးရွာနှစ်ရွာလုံးမှာမီးလောင်မှုဖြစ်ပွားခဲ့တာဖြစ်ပြီးပျက်စီးမှုရေအတွက်တိကျကိုမသိရသေးဘူးလို့ကြောက်ဖြူဒေသခံကပြောပါတယ်။ မိလောင်မှုဖြစ်ပွားတဲ့ကျေးရွာနေရွာကိုစစ်ကောင်စီတပ်ကမကြာခဏလက်နက်ကြီးပစ်ခတ်တိုက်ခိုက်မှုတွေပြုလုပ်လေရှိတဲ့အတွက်အဲ့ဒီကျေးရွာနေရွာကထောင်ထဲချီတဲ့ဒေသခံတွေဟာဘေးလွတ်ရာကိုထွက်ပြေးတိမ်းရှောင်နေကြရတယ်လို့သိရပါဗါးအဲ့ဒီပြင်ကြောက်ဖြူမြို့နယ်မလကျွန်းမင်းတပ်တောင်နဲ့စီမော်ကျေးရွာတို့အနီးမှာမေလ6ရက်နေ့ထိစစ်ကောင်စီတပ်နဲ့အရခတပ်တော် A တို့ကြားနှစ်ဖက်တိုက်ပွဲတွေပြင်းထန်နေရလို့ဒေသခံတွေနဲ့စစ်ရေးသတင်းရင်းမြစ်တွေကပြောကြားပါရရှင် မြန်မာမျိုးသားလေကြောင်းလိုင်း MNA ကလေရင်တစည်းမန္တလေးလေစိမ်းမှာရန်ကုန်သွားဖို့အတက်ဖိမ့်ပေါက်ပြီးတာယာမီလောက်ခဲ့တာနဲ့ပတ်သက်လို့ဒီကနေ့မေလ9ရက်နေ့မှာသတင်းထုတ်ပြန်ခဲ့ပါတယ်။ မန်အေလေကြောင်းလိုက်ရဲ့ထုတ်ပြန်ချက်ထဲမှာတော့မေလ6ရက်နေ့ကခီးစဉ် UB812 ကို Boring HY ALV နဲ့မန္တလေးကနေရန်ကုန်ကိုထွက်ခွာပြန်တမ်းဖို့လှုပ်ဆောင်နေတော့လေရင်ပြေးလမ်းပေါ်မှာပုံမှန်မဟုတ်တဲ့အချက်ပြမှုတွေဖြစ်လာတဲ့အတွက်လေရင်မှုကပြေးလမ်းပေါ်မှာပြန်တမ်းမှုရပ်တန့်ခဲ့တယ်လို့ဖော်ပြထားပါတယ်ဒီလိုပြန်တမ်းမှုရပ်တန့်ခဲ့တဲ့အချိန်မှာလေရင် brake စနစ်ပူပြင်းမှုကြောင့်လေရင်ရဲ့ ဘဲဘတ်တာယာတွေပွင့်ထွက်လွင့်စင်ခဲ့ပြီးမီးတောက်ဖြစ်လာတဲ့အတွက်အချိန်မီမီးငြိမ်းတက်နိုင်ခဲ့တယ်လို့လည်း MNA လေကြောင်းလိုက်ကဆိုပါတယ်။မီလာ6ရက်နေ့ကဒီဖြစ်စဉ်ဖြစ်ခဲ့နေတဲ့ဒီဖြစ်စဉ်ဖြစ်ပေါ်နေတဲ့အချိန်မှာ MMA လေရင်ဝန်ထမ်းတွေက emergency တကားမဖွင့်ပေးခဲ့တဲ့အတွက်လေရင်ပေါ်ကခီးတဲ့အနေနဲ့မကျေနပ်ချောင်းဝေဖန်တဲ့နေလက်ရှိမှာထွက်ပေါ်နေရလဲဖြစ်ပါတယ်။လေချောင်းလိုက်ရဲ့ထုတ်ပြန်ချက်ထဲမှာတော့ရေးပေါ်ထွက်ပေါက်မဖွင့်ပေးခဲ့တဲ့အကြောင်းကိုထည့်သွင်းပြောဆိုထားတာမရှိပါဘူးရှင်။ ဗမော်တိုက်ပွဲဆက်လက်ပြင်းထန်နေပြီးစစ်ကောင်စီကလေကြောင်းကနေပုံကျဲတိုက်ခိုက်ပစ်ခတ်တာတွေဖြင့်စစ်အင်အားဖြည့်တင်းတာတွေလှုပ်ဆောင်နေရလို့သိရပါတယ်ဟန်နာသတင်းပေးပို့ထားပါတယ်ရှင်ခရင်ပူပေါင်းတပ်တွေကယာယီထိုးစစ်ရနာပြီးနောက်ဧပြီလ25ရက်နေ့ကစတင်ပြီးဗမော်မြို့တွင်းကြန့်ရှိနေတဲ့စကခ27ခလာရ49နဲ့စစ်ကောင်စီတပ်ဖွဲ့တွေတဆွဲထားတဲ့နေရာအများပြားကိုပြန်နဲ့ပြန်လည်ထိုးစစ်ဆင်တိုက်ခိုက်နေတာဖြစ်ပါတယ်ခရင်ပူပေါင်းတပ်တွေက မော်မြို့ကိုပိတ်ဆို့တက်ခိုက်နေတာဖြစ်ပြီးမေလ9ရက်အထိတိုက်ပွဲတွေဆက်လက်ပြင်းထန်နေတာပါတိုက်ပွဲအတွင်းစစ်ကောင်စီဘက်ကလည်းလေးချောင်းနဲ့ပဲစစ်အင်အားဖြည့်တင်းတာနဲ့ရိတ်ခါချပီးတာတွေပြုလုပ်နေတယ်လို့ကရင်ဤတရင်ရင့်မြစ်ကပြောပါရယ်ဗမော်မြို့အတွင်းကလက်လွတ်လက်ရတဲ့ရက်ွက်တွေကိုပြန်လည်ရရှိရေးအတွက်စစ်ကောင်စီတပ်ကနေအားစိုက်တိုက်ခိုက်နေတဲ့အပြင်မေလ၄ရက်နေ့မှာလည်းဗမော်မြို့ကိုရဟတ်ရင်နဲ့စစ်အင်အားဖြည့်တင်းတာတွေရှိတယ်လို့ဆိုပါရယ် ကစားလို့ဘက်ကလည်းအင်အားကြီးတဲ့နော်ရီရောပုံမှန်လုပ်နေတယ်ဘောနော်ဒီဟိုအီလီနေနေလည်းခေရနေပုံမှန်လာချတာလို့ရတော့ရှိနေတယ်ဘောနော်ပြီးတော့လုံခဲရရတဲ့အပဲဒီစကားစားဘက်ကဒီတီယူပူဆောင်ရင်ဟာရင်းနဲ့အာလူရင်းအားလာချတာရှိတယ်ဘောနော်ခမန်ရော၆ချက်ဝန်းကျင်တော့ရရင်နဲ့လာချတော့ရှိတယ်ဒါတော့ဒီစကားကနေစတိမှာရရင်လာချင်တာဆိုရင်ဒီပုံမှန်တက်ခွေးစားတဲ့အချိန်မှာဒုတိယချက် အစင်းသာလူပြောင်းဘောနော်ဒီဒုတိယကောင်မလာချရရင်ရောက်ချင်တော့ဒါချတော့ရင်စုပြီးခမရရဘောနော်ပြီးတော့တခြားသူလို့စကားစနစတိကာဒီမြေပြင်းနေဘလူမမလာနိုင်တဲ့အချိန်ဒီဘောနော်ဘမောနေအဒီမြေပြင်းနေဘလူမအတော့ဘူးလမ်းကြောင်းမလုံးနိုင်တဲ့အချိန်ဒီမှာဒီချောင်းဝင်နေပဲအပြူပြင်းအပြည့်တင်တာလည်းခရခီတင်တာလည်းပြုလုပ်နေရရှိတယ်ဘောနော်မနက်စတဲ့စစ်စင်ရေးကုကေမူဌာနချုပ်အမတ်လေးစခွန်ခြေလျင်တက်ရင် ဈေးသက်ရင်ထပ်ပေါ်သက်ရင်နဲ့အင်ဂျင်နီယာသက်ရင်တွေတက်ဆွဲထားတဲ့နေရာတွေအားလုံးမှာတိုက်ပွဲဖြစ်ပွားနေတယ်လို့ KYE ဒီတင်းနဲ့ပြန်ကြားရေးဌာနကလည်းဖော်ပြထားပါတယ်။ KYE ပူပေါင်းတပ်ဟာအပရလ25ရက်နေ့မှာဗမော်မျိုးကတန်ရှိနေတဲ့စစ်ကောင်စီတပ်စခန်းတွေကိုပြန်လည်ထုဆစ်ဆင်တိုက်ခိုက်ခဲ့ပြီးတိုက်ပွဲပြင်းထန်နေတယ်လို့စစ်ကောင်စီဘက်ကလည်းလေကြောင်းလက်နက်ကြီး drone တွေနဲ့အပြင်းအထန်ခုခံတိုက်ခိုက်နေတယ်လို့သိရပါတယ်။ ့ကမောရဒီမီလာဆန်တရားနေလို့မြေပြင်သူစစ်တီမမမရှိပေမဲ့ဖက်ပြန်လန်ပြခတာရီရှိရှိနေလို့ဘနတီကျေပေကလည်းမြေပြင်မှာပြန်ပြီးရှင်းလင်းနေတာရရှိတယ်ပြီးတော့ဒီနပယ်ပြန်လည်းနေကြည့်ပြခတာရီရောနေတိုင်းပဲရှိနေလို့ပဲဘနစကားစပယ်ကလည်းဦးလီရင်နဲ့ပုံကျဲတာရီဘနလီရင်နဲ့ပုံကျဲတာချက်လီနဲ့ပုံကျဲတာဝိုက်ထွေးနေတယ်လို့ပုံကျဲတာရီနောက်ပြီးတော့ ဝိုင်အီပေါ်တော့ဒီဘူဆောင်ရင်ဒီနေနဲ့ PC ချတာရောပုံမှန်ပဲရှိနေတော့မယ်ပေါ့နော်ပြီးတော့ဒီ25ရက်နေ့သူစစ်စားတဲ့နောက်ပိုင်းမှာဒီမျိုးပေါ်မှာတဆွေထားရပေါ့နော်စကားစကားစကန်တချို့ကိုတင်ပါရရှိတယ်လို့ဒီရတယ်ပေါ့နော်ဒီအော်မစ်ပီတူစီယုံနေပြီးတော့ဒီပေါ်လုံးကိုတိုက်တာအဲ့မှာစကားရှိရစကားစကားစကန်ဒီကိုလည်းအစကစားတက်စကန်ဆိုတဲ့စကစားတက်ဆွေးတာမျိုးလေးပြန်ပြီးပင်ဆိုင်ပင်စီရမိတာရှိတယ်ဗျာ ဗမော်မြို့သိမ်းတိုက်ပွဲကိုပြီးခဲ့တဲ့ဒီဇင်ဘာလ၄ရက်နေ့ကလေးက KYA နဲ့ပူပေါင်းတပ်ဖွဲ့တွေကထူးဆစ်စင်တိုက်ခိုက်နေတာဖြစ်ပြီးလက်ရှိအချိန်ထိဗမော်မြို့တွင်တိုက်ပွဲတွေပြင်းထန်နေဆဲဖြစ်ပါတယ်။ဗမော်မြို့ကအင်အားအကြီးဆုံးတပ်ဖြစ်တဲ့စကခ27အနီးပဝန်းကျင်ရှိအမတ်9336တန်ချက်ကတက်ရင်တင့်ကားတက်ရင်အမြောက်တက်366နဲ့လေးစိတ်တို့ကိုကင်ပြီးပေါင်းတက်ကဇန်နဝါရီလကနေဖေဖော်ဝါရီလ၂ရက်နေ့အတွင်းတက်ခိုက်တင်ပိုက်ထားပြီးဖြစ်ပါတယ်ကျမဟနာပါ ီဗီဗီယုံမတန်ကြားရဲ့နောက်ဆုံးရသတင်းတွေကိုရှုစားခဲ့ရတာပါအားလုံးကိုကျေးဇူးတင်ပါတယ်ရှင်ကျွန်မကတော့ဒီဂျူလိုက်ပါ